60ပြည့်ပြီပေါ့ဝင်53ဦး54ပြည့်ပါငင်းဆိုတာလဲမဟုတ်ပါဘူးရ60လောက်တော့60လားနင်းနေပြီလေ55ညသောမောင်တို့ခေတ္တခင်တို့နဲ့ရေကွာတော့အဆင်မပြေဘူးရောက်တယ်ရိုက်စီကြတယ်တဲ့သူတို့လည်းဒါနာမည်လေးရတယ်သူသူစဉ်းစားထားတဲ့နာမည်လေးရတယ်အဲ့မကြီးတို့လောလောဆယ်ပါ လူလည်းမစုံနေဘူးဆိုတော့ဟိုအဲ့ဒီလူတွေနဲ့ရိုက်ဖို့ကတော့အဆင်မပြေဘူးလို့ညသောမောင်တို့ခေတ္တခင်တို့နဲ့ရိုက်ဖို့ကတော့အဆင်မပြေဘူးညသောမောင်ဒီမှာလည်းမရှိဘူးညသောမောင်လည်းမရှိဘူးပြီးတော့မတားလည်းပြန်လာရိုက်မှာမဟုတ်ဘူးအဲမာလေးကလည်းခေါ်လို့ရမှာမဟုတ်ဘူးမခေတ်ကတော့ရမယ်ဒါပေမဲ့အဆင်မပြေသေးပါဘူးရိုက်ဖို့ကဟုတ်တယ်ရိုက်စီချင်တယ်တဲ့သူတို့ကိုလည်းဒါပေမဲ့သူတို့ရိုက်မှာမဟုတ်ဇလန်လေးရတော့အမွေလူရဲ့ဇလန်မျိုးလေးပေါ့။အာအဲ့လိုမျိုးလေး။60ပြည့်သွားပြီ။ဟဲ့နေ53 54ပြည့်ပါ။ ငင်းဆိုတာလေ60လောက်60လားနင်းနေပြီလေအဲ55 54ပြည့်ပါအခု6လပိုင်းဆိုရပြောချင်တယ်ဒါပေမဲ့ခစ်တီကာလာတွေကမတူတော့ဘူးလို့အခုချိန်မှာငါပြောရင်ငါအကြောင်းငါဖော်တယ်လို့ဖြစ်မယ်မဆိုင်တဲ့လူတွေအကြောင်းပါလာမယ်အဲ့တော့အဖက်ဖက်ကိုကြည့်ပြီးတော့မလေးမကိုတမောင်ဆွေးဇန်ဇန်အကြောင်းနေပါလာမယ်အဲ့ကပြောချင်တော့ဘူးလေမဟုတ်လားအဲ့အကြောင်းညာတွေအော်ဒါဆိုလဲဒါနဲ့ပတ်သက်တာကိုဆိုလဲကိုနဲ့ပတ်သက်တာတွေအဲ့ဒါကြီးပြောလဲဘာထူးတော့မှာအဲ့တော့ ပြောတော့။ဘာကြီးပြပြမယ်။ကွာရေလို့တော့မဟုတ်ဘူးပေါ့နော်။အဲဒီလိုတုပ်ဆောင်ကတုပ်ဆောင်ခဲ့တယ်16နှစ်တုန်းကတုပ်ဆောင်ခဲ့တယ်ဟာရဲ့အသက်30လူလက်ပိုင်း30အခုအသက်50အရွယ်တွေကမတူဘူး။အရွယ်တွေမတူဘူးလို့အိုက်တင်တွေကလည်းမတူဘူး။တုပ်ဆောင်ရတဲ့အနေအထားတွေကလည်းမတူဘူး။ငငယ်ဦးကဟိုတမီးအရွယ်မှာအမေအရွယ်ခုံလောက်တာတမျိုး။အဲအခုအရွယ်တွေမှာကျတော့အမေအရွယ်နေတမီးအရွယ်ခုံလုံးလို့မရတော့ဘူး။ကြော်လုံးလို့လည်းမရတော့ဘူး။အဲအဲ့လိုမျိုးပေါ့။အဲ့တော့ မာကြီးတို့အနုပညာဒေတွေကတရုတ်ဆောင်မာကြီးတို့မဟုတ်ပါဘူးမာကြီးကတော့ကိုယ်ခံယူခြင်းနဲ့ကိုနေရပါကိုရဲ့တရုတ်ဆောင်တာတွေကကိုယ်အသက်ရွယ်နဲ့လိုက်ဖက်တဲ့တရုတ်ဆောင်တာတွေကိုပဲမာကြီးကစိုက်နှက်တတ်တယ်အဲ့လိုမျိုးပုံစံမျိုးပဲမာကြီးကဆက်လက်ပြီးလှုပ်ဆောင်သွားမယ်မာကြီးအလုပ်လုပ်နိုင်တဲ့ွေ60 80 80 80လောက်ထိမာကြီးအလုပ်လုပ်နိုင်သေးရဆိုလဲမာကြီးကိုဖွားခန်းလာခိုင်းလဲမာကြီးကြိုက်မှာပဲအဲ့ဆိုမာကြီးကဒီရုပ်ရှင်တရုတ်ဆောင်လုပ်ရတဲ့လူကိုသဘောကျတယ် ဒီလိုပဲလုံနေဦးမှာပဲအဲကျမကြီးမကောင်းတော့ဘူးဆိုရင်တမျိုးပေါ့နောက်ပြီးတော့ပေးသက်ကလက်မခံတော့ဘူးဆိုရင်တော့လည်းတမျိုးပေါ့အဲ့တော့ပေးသက်လက်ခံနေသူကလည်းပလောအဖွားကန်းဆိုလည်းမရိုက်မယ်လို့ဆုံးဖြတ်ချက်ချထားတယ်